အလုံးမဲ့မင်္ဂလာပါဒီနေ့ဒီချိန်ဒီမဲ့တင်ခင်းကြတာလေချင်းငယ်နှစ်သမားနှစ်နဲ့လေချင်းငယ်အခန်းနှစ်ကလေချင်းငယ်နှစ်သမားနှစ်နဲ့နှစ်သမားသုံးနဲ့ဖြစ်ပါတယ်နံပါတ်တွေကတော့ချင်းအများကြီးဆိုလို့ပြောတော့မှာနော်ဒီငယ်နှစ်သမားနှစ်မှာတော့အောက်ပါတို့ကိုထိုင်ခြင်းပုံစံတစ်ခုလည်းဖြစ်အောင်ပြောင်းပါ့အဲ့ဒါကသူကဘာလဲဆိုလို့ရှိရင်အမြောက်ပေါ့နော်အခြေတူကြီးမြောက်ရင်ထိုင်ခြင်းတွေပေါင်းမရရဲဆိုတော့နော်အခန်းပေါ့ကဒီခဲမာရချုပ်ဘာတင်ရလဲဆိုရင်အခြေတူကိန်းတွေမြောက်တဲ့အခါမှာထိုင်ခြင်းတွေကိုပေါင်းမရရဲနော်ဒါလို့ရှိရင် minus 10 power 2နဲ့ minus 10 power 4ပေါ့နော်နောက်ခုရှိပါတယ်အဲ့ဒီမှာသူကအခြေတကြီးမြတ်တာဖြစ်တယ်ထန်ကျင်းတွေပေါင်းပြရတယ်နော်နောက်တစ်ခါမှာသူအခြေကိုရိုင်းပြရင်မယ်အခြေတကြီးရိုင်းပြရင် minus 10ပေါ့က3နဲ့4နဲ့ပေါင်းတဲ့ခါမှာ7ရတယ်ဒါပြင် minus 10 power 7နော်ဟုတ်နော်နံပါတ်2လည်းအဲ့ဒီတိုင်းပါပဲဒါ5 by 7 5 by 7နှစ်ထပ်5 by 7တစ်ထပ်နှစ် by 7နှစ်ထပ်ပေါ့နော်ဒါရင်သူကအခြေအရ5/10ပဲပေါ့နော်အခြေတူပြီးတော့မြောက်သွားဖြစ်တယ်ထန်ညွန့်နေပေါင်းမိရတယ်ဒါဆိုရင် အဲ5/7ပဲအခြေအပြန်ကြီးမယ်ပြရအရှေ့ကိမာထင်းကျောင်း1ရှိရတဲ့1ကြီးပဲ1နဲ့2နဲ့ပေါင်းလိုက်ဆိုတော့3ရတယ်ပေါ့နော်။အဲဒီ5/7ကိုရေပါ3နဲ့တင်ရတယ်ပေါ့နော်5/7ကျုပ်ပေါ့။တဟိုးကျုပ်နော်။ဒါကနံပါတ်3နံပါတ်3ရတယ်မယ်1.1ပေါ့ပါ1.1 square into 1.1 square ပေါ့နော်။ဒါဆိုရင်ဒီလိုရတဲ့အခြေတူရယ်အခြေတူလို့ရှိရင်အခြေအူတိုင်းပြန်ကြီးမယ်ရေပြွက်ကမှာဟိုကရေကိုထင်းကျောင်းချင်းချင်းကိုပေါင်းပြရမယ်။2နဲ့2နဲ့ပေါင်းတော့4ရတယ်။အဲဒီ1.1 the whole ပေါ့နော်။4ပါ။ အဲနံပါတ်၄ကကျတော့ -3/4 နဲ့ -3/4 အခြေတူတယ်အဲထန်ညွာကကျတော့အရှိယကိမာကအရှိယထန်ညွာက1ဖြစ်ပြီးတော့နောက်ကထန်ညွာက4ဖြစ်ပါတယ်ဒါဆိုရင်1နဲ့4နဲ့ပေါင်းတော့စမှာက5ရတယ်နော်ဟို -3/4 power 5နံပါတ်5ကလည်းတိုင်းပဲ4 power -4/5 ပုံမှာနှစ်ချက်တင်တယ် -4/5 ပုံမှာသုံးချက်တင်တယ်ဗောနော်အဲ့ဒါအခြေတူကြီးနှစ်ခုပြထားတာဖြစ်တဲ့အတွက်ဟိုအခြေအခြေတူပြီးတော့ညထားတယ်ထန်ညွာနဲ့ပေါင်းရတယ်အခြေအကျ minus 4.5ပေါ့နော်အဲ့ဒါ minus 4.5ကိုပြန်ပြန်ရေးမယ်အခြေအကျကတော့ရှင်းဆုံးမှာကျတော့ထန်ညုံကနှစ်ရှိရဲလေကောင်မားထန်ညုံသုံးရှိရဲနောက်ဆုံးမှာထန်ညုံတစ်ရှိထန်ညုံကဗမာပြည်နာရဲ့တစ်ရှိရပါနော်အရင်းကျတော့ပါတော့ minus 4.5 power 6ပေါ့နော်ဒီနှစ်ရဲ့တုံးရဲ့တည့်ရပေါ့နော်ခြားရရဲနောက်အနံပါတ်6 3 by 7 power 3 by 7 the whole square into အဲ့ဒီ27 the whole square နဲ့ကျွန်တော်က square 2နော်အဲ့တော့အခြေက2ရပြတဲ့အတွက်အခြေ2ရောက်ရေးမယ် b by 7အပေါ်ကနေ့နဲ့နေ့နဲ့ပေါင်းတော့လေးရတယ်ဒါဆိုရင် b by 7 power 4ဖြစ်ပါတယ်ဒါဆိုရင်ဒီနေ့ကရိုးနေဒါကနံပါတ်1ပေါ့နော်လေ့ကျင့်ခန်း2.2ရဲ့နံပါတ်1ကနေ6ဖြစ်ပါအဲ့ဒါလေ့ကျင့်ခန်း2.3သူကကြတော့ဗါတော့အစာနော်အဲ့ဒါဆိုရင်အဲ့ဒါဗါလဲဆိုရင်အခြေတူပြီးတော့စားရလို့ရှိရင်ထန်ညွန်းနေနှုတ်ပေးရပါတယ်အခြေတူပြီးစားရင်အခြေကိုတိုင်းပြန်ရေးပြီးတော့ထန်ညွန်းနေနှုတ်ပေးရဆိုပါတယ်အဲ့ဒါဆိုရင်3နှစ်ထက်နဲ့ ဒီ network ထက်ကိုရေရသပြီး minor ကြီးနဲ့စားရတယ်ဖြစ်တဲ့အတွက်ရေဘာလို့မှာတော့နှုတ်ပြရမယ်။အနောက်တက်ကမှာကျွန်တော်ကဒီအခြေတစ်ခုတည်းကိုပြင်ရင်းမယ်။ရှေ့ကနှစ်ကိုပြင်ရင်းမယ်။အနှစ်တရနေ minor 3ကိုနှုတ်မှာဖြစ်တဲ့အတွက် 2- minor 3ဖြစ်တာပါပဲ။ဒါဆိုရင်ဒီထဲမှာရှိတဲ့ minor net ကိုပြင်မှာရှိတဲ့ minor net နောက်တက်ကမှာအပေါင်းဖြစ်သွားတယ်ပေါ့။ 2+3 ဆိုတော့နှုတ်ကမှာတော့နှုတ်ကမှာဒါပေမဲ့နောက်မှာ minor ပါရတဲ့ minor net ပြင်ရတဲ့ကမှာအပေါင်းဖြစ်သွားတဲ့ရေပေါင်းပေါင်းနေတာပေါ့နော်။ဒါဆိုရင်3 power 5ဖြစ်သွားမှာပါ။နော်။ နံပါတ်2မှာကျတော့ minus 2 power 10เนาะ in divided by minus 2 power 6ပေါ့เนาะ8ပေါ့အဲ့ဒီကျောအခြေ minus 2ပြင်ရင်မယ်10တဲ့က8ကိုနှုတ်ရခါမှာကျတော့လိုက်ရခြင်းတွေ့ရတယ်เนาะ minus 2နှစ်ထပ်အဲ့ဒီနံပါတ်3မှာကျတော့2.3 power 5 2.3 power 3အဲ့ဒါကကျတို့အပိုင်းလေးနဲ့ရေးထားတာပေါ့နော်အပိုင်းလေးဆိုရတဲ့ကျတို့ကစားရတဲ့အတူပါပဲပေါ့နော်အဲ့ဒါကျတို့က အဲအခြေတူပြီးတော့မြောက်ထားတာအခြေတူပြီးစားရပြီးတော့ထန်ရင်းနေနှုတ်ပြရပါမယ်ငားရဲကနေတုံးလို့ပေါ့နော်အခြေကိုတစ်ခုပဲပြင်ရိုက်လိုက်မယ်အရင်ငားရဲကတုံးတော့မြင့်ရတယ်2.2 square ပေါ့နော်2.2 square ငါနံပါတ်4ပါနံပါတ်4ကတော့အခြေက2.9 power 6เนาะနောက်တစ်ခုကတော့နောက်တစ်ခုကလည်းအခြေက2.2.9 four ပေါ့နော်ဒါဆိုရင်အခုတို့ကိုတို့အခြေတူအားပြီးနှုတ်အခြေတူပြီးစားရပြီးတော့ထန်ရင်းနေနှုတ်ပြရပါမယ်နှုတ်တဲ့အခါမှာ နော်640လောက်တော့ဒီလိုနှိရရတယ်ဒါဆိုရင်2.9 power 2.9 square ပါနော်အလေးရပါတယ်ဓာတုကရကျုံနံပါတ်5ပါနံပါတ်5က minus 1.4 the whole h the whole the whole power h divide divide by minus 1.4 the whole power 5ပေါ့နော်ဒါဆိုရင်ခြေက minus 1.4ဆိုတော့ပြည့်ရေးမယ်ရှိတဲ့ငါးအောင်လုပ်မယ်ရှိတဲ့ငါးအောင်လုပ်တဲ့အခါမှာဒီလိုလောက်ကျန်လဲဆိုရင်เนาะအဲ၃ကျန်လဲပေါ့နော်အဲ -1.4 ကျူပေါ့ ။နောက်ကနံပါတ်6ပါ။နံပါတ်6က -7.4 minus ပေါ်က -3 minus 7.4ပေါ်ကသူကထန်ကျုံက2ပေါ့နော်။ဒါဆိုရင် minus 3ရဲ့ကနေပဲကျတော့ minus 2ကိုနှုတ်မှာ။ဟမ် minus 3ရဲ့ကနေ2ကိုနှုတ်မှာဆိုတော့ minus 3 minus 2ပေါ့နော်။ရှေ့က minus 3ကရှေ့ကထန်ကျုံပေါ့နော်။နောက်က2ကကြနောက်ကထန်ကျုံနှုတ်မှာဖြစ်တဲ့ကြားထဲမှာနှုတ်လေးခင်မယ်။အဲ့တော့နောက်ကတော့ -3 နဲ့ -2 ဆိုတော့နော်လက္ခဏာတို့အချို့ပေါင်းမိရတယ် -9 နဲ့ဆိုတော့ -5 ပဲနော်။အဲ့ဒီနံပါတ်9ပါ ။ညခုနှစ်ကလည်းကျတော့စားရတာပေါ့နော်။အပိုင်းငင်းခင်တာလည်းပါ။အပိုင်းငင်းခင်တာလို့ရှိရင်ကျတော့ဘာလို့စားရမယ်ပြပါမယ်။ဒါဆိုရင်စစ်တီတဲ့ကအခြေကိုပြန်ရေးပြီးတော့ -8 ပိုင်း3ကိုပြန်ရေးပြီးတော့စစ်တီတဲ့ကလည်းရှိကိုထုတ်ပါမယ်။စစ်တီတဲ့ရှိကိုတော့၃ကျန်တယ်။ဒါဆိုရင် -8 ပိုင်း3ပါဝါ2ပြီးတော့နော်။ဒါကနံပါတ်8နံပါတ်8ပါ3ပိုင်းပိုင်းအဲ3 by 5 power 4 divided by 27 by 125ပေါ့အဲ့ဒီမှာကျတော့27 by 125ကိုကျတော့အခြေတူအောင်လို့လုပ်မှာပေါ့နော် ဒီလက်ခါမှာ27 50ကျော်ချီတော့3သုံးတက်ပါနော်27 50က3သုံးတော့3သုံးကမြောင်27ပဲရတယ်125ကကျတော့5သုံးကမြောင်125ပဲရတယ်နော်အဲ့ဒါဆိုရင်သူတို့နှုတ်ကတော့3တက်လုံးတူတာဖြစ်တဲ့အတွက် DUI 5ကိုကျတော့3တက်တင်တာ29ကကျတော့3သုံးတက်125က5သုံးတက်နော်အဲ့ဒါ3တက်ကိုကျတော့တစ်ခုတည်းမှာပဲတင်လိုက်ပါတယ်အဲ့ဒါဆိုရင်ကျတော့ကနှုတ်လို့ရပြီ4တက်3သုံးတော့ကျတော့1ရရပါတော့ခင်ဖြေက3 by 5နော်3 by 5တစ်ချက်ပဲတင်တယ်ပေါ့ဒါဆို3 by 5လိုပဲရေးရပါပြီနောက်ကကျတော့နံပါတ်9ပါ မကွာ30 by 40 power 7 divided by 30 by 40 power 8ပေါ့เนาะအရင်အဲခုနှစ်ရက်ကနေရှင်းလို့မှာခုနှစ်ရက်ရှင်းလို့တော့ကျတော့တစ်ကျန်တယ်တစ်ကုန်မှာ minus ကများတဲ့ minus 1ပေါ့เนาะအရင်30 by 40 power minus 1ပေါ့เนาะငါနံပါတ်30ပါနံပါတ်30က5 by 4 power minus 5 divided by 5 by 4 power minus 1ပေါ့เนาะအဲ့ဒီဆိုရင်ကျတော့ minus 5တဲ့က minus 1ကိုနှုတ်ပါ minus 5တဲ့က minus 1ကိုနှုတ်တော့အဲ့ဒီကမှနှုတ်အရင် နောက်ကဝမ်းရရှိမှာရှိတဲ့နှုတ်နဲ့ဝင်းရရှိမှာရှိတဲ့နှုတ်နဲ့ဆိုတော့အပေါင်းဖြစ်သွားမှာပေါ့နော်ဒါဆိုရင် minus 5 plus 1ဒါဆိုလက္ခဏာကိုရုပ်နှုတ်ပေးရမယ်နှုတ်ကမှာ minus ကများဖြစ်တဲ့ minus ရမယ် minus 4ပေါ့နော်ဒါဆိုရှင်ဒီနေ့ကလေ့ကျင့်ခန်း2.2နဲ့လေ့ကျင့်ခန်း2.3ပေါ့နော်အဲနှခမ်းတော့ပြီးပါပြီစုံးကြည့်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်